Hi guys, I'm here now. ဒီစောက်ကလေဆရာတို့ကသူတို့ကိုယ်တိုင်လုပ်ထားတဲ့လေသက်တန်ဝင်ဆိုတဲ့ဟို page စောက်ဟောင်းစောက် page လေးလေးရှိရအခုကအဲ့ဒါကစောက်တိုက်နေနေပေါ့နော်ဒီစောက်ကိုထုတ်ထားတာဖြစ်တယ်ဆိုတော့ဒီတစ်ခေါက်ကနံပါတ်3ပုံမြောက်ကိုတောင်းရပေါ့နော်ပွဲစည်းဆိုတဲ့ဟာလေးဖြစ်ပါတယ် ပွဲစဉ်ဆိုတာလည်းဖတ်ပြပါမယ်နော်ပွဲစဉ်မမောင်ခင်စက်ကြာလေးကအရာရာပြောက်ွယ်သွားလိမ့်မလားလူဆိုတာကြီးပင်းရတယ်ခြောက်ခြားစရာတညစ်နေဒဇောင်းတိုင်းလှမင်းကြီးအနန်းတွေချဲအုပ်ဖို့လေးတွေစေးလတ်လတ်ဆိုပြီးကမှဘဝဟာဘာမှမဟုတ်တာလည်းဖြစ်နိုင်တယ်အယုတ်တဲ့ကိုစိတ်လေးလဲဝေဝေမပြေတော့ဘူး လေဘူပေါင်းထိုးထားတဲ့မျက်ရည်ခောက်ကျိုးငှက်ကလေးမျက်ရည်ခောက်ကျိုးငှက်ကလေးလက်ထဲဆွဲပြီးတခုခုအော်ခြားရဟဝိုင်းကြီးတရေရေမြင့်မင်းအမောင်တလက်လက်ကြီးပြင်းဆိုင်ရင်ခုံတန်များဟာခက်ဆွေဆွေပဲအကျင့်ပါခဲ့တယ်ပွဲစည်းပေါ့နော်အာပွဲစည်းလို့ပြောရတာ ਨੇ ဒါကအာနေဘက်နေဘက်ဒေတာမျိုးလေနော်မြေကြီးပြာကြီးမဟုတ်တော့တဲ့ဒေတာအရက်လေးကိုရောက်သွားတယ်မမှောက်ခင်ဆက်ကြလေးက အရာရာပြုတ်ကွေသွားနေမလားဆိုတော့အာဒီဒီထက်ပေးတဲ့တွေကပွဲစည်းသွားဘူးမလားတော့မသိဘူးနော်အဲညီမတို့ကတော့ပွဲစည်းသွားဘူးနေဘက်ကဆိုတော့လေအာအဲ့ဒါဆိုရင်ပွဲစည်းရပဲချိန်မှစီလဲဆိုရင်အာညနေခင်းနေဝင်စ6နာရီ9နာရီအဲ့ဝင်းချင်းမှာပွဲစည်းလူတွေရမ်းစီနေပေါ့နော်လူတွေလာနေရမ်းမပြတ်မလက်လာနေကြအဲ့ဆိုမောင်ယူဝူတော့ဟိုကြော်သွားရဲ့မမှောင်ခင်ဆက်ကြလေးပေါ့6နာရီ9နာရီအဲအဲ့ဒီအချိန်ကြီးက အရာရာပက်ွက်ပြက်ွက်သွားလိမ့်မလားပြက်ွက်သွားလိမ့်မလားသူကအဲ့ပွဲခင်းကိုရောက်နေမယ်အဲ့ပွဲခင်းကိုရောက်နေပြီးတော့အော်ဒီချိန်လေးကအော်ဒီချိန်လေးမြပြီးသွားရင်အကုံကပြတ်ဆုံးသွားတော့မလားပြီးဆုံးသွားတော့မလားဆိုပြတာသူတွေးလိုက်တဲ့သဘောလေးဖြစ်သွားတယ်ပေါ့နော်လူဆိုတာကြီးပင်းရတယ်ခြောက်ချားစရာတညစ်နေဒီဇောင်းတိုင်းလမင်ချင်းအနမ်းတွေချဲဒီဇောင်းတိုင်းဆိုတာဒီဇောင်းတိုင်းရဲ့ပွဲတော်လေးဖြစ်သွားပြီပေါ့နော်ဟုတ်တာပေါ့လူဆိုတာကြီးပင်းရတယ် ခုနကမမောင်ခင်ဆက်ကြလေရအရာရာပြောက်ခွေသွားလိမ့်မလားလို့ပြောပြီးနောက်မှာလူဆိုအကြည့်ရင်းရတယ်ဆိုတော့အမှောက်သွားမယ်ဆိုရင်တောင်မှကုံဆုံးသွားမယ်ဆိုရင်တောင်မှလူဆိုတာကြီးပြင်းနေရအောင်ပါပဲရှင်သန်နေရအောင်ပါပဲဆိုတော့သဘောတရားလေးခံစားလိုက်ရတယ်ပေါ့နော်ထောက်ချရစရာတညနေဒီဆောင်တိုင်းလက်မြင့်ကြီးအနန်းနေချေအိုးဟုတ်လေးစေးလက်လက်ဆိုပြီးကမှဘဝဟာဘာမှမဟုတ်တာလည်းဖြစ်နိုင်နေတယ် ဥပုပ်လေးစိလလဆူပြီးကမှဆိုတာထိုက်ပါတော့တခါလေးကျွန်တော်တို့မှာကျမတို့မှာမျောလင်းချက်လေးရှိရပါတော့အဲ့မျောလင်းမျောလင်းချက်လေးအတိုင်းလုတ်ပြီးကမှဟိုမမျောလင်းသွားတဲ့အရာဒါမှမဟုတ်အဲ့ဒီဆေးဆုပ်ထားတဲ့ကိုယ့်ရဲ့ညမန်းချက်လေးကဘာမှအရာမဝင်တဲ့အခါမျိုးမှာဒီဖီလင်းလေးဖြစ်မတယ်နဲ့ဘဝဟာဘာမှမဟုတ်တာလည်းဖြစ်နိုင်တယ်ခုမှတော့အဲ့ဒီမျောလင်းချက်လေးတို့ကအမဖြစ်မနေတဲ့အသေးအတန်ကြီးစူးစမ်းလိုက်ရတယ်ဘောနော်ရပ်သွားတဲ့အခါမှာကျတော့လည်း အော်ဘာမှမဟုတ်တာလေးဖြစ်နေတယ်အေးအေးမပါတော့သလိုကြီးဖြစ်သွားပြီပြီးသွားပြီပေါ့နော်အေးမပါတော့သလိုအဲ့ဒီမျောနှင်းချက်လေးကတကယ်ပဲဆက်ပြီးရရှိရှိနေမလားလဲမသိတော့ဘူးနော်အဲ့ဆိုအယုတ်တနက်ကော်စီလေးလဲဝေဝေမပြေးတော့ဘူးဆိုတော့အယုတ်တနက်ကော်စီလေးလဲဆိုတော့ရုပ်စက်ရထဲမှာလဲကော်စီလေးတိတိအလုံးစီလေးဝေဝေမပြေးတော့ဘူးဆိုတော့ ဲ့ဒီဟာလေးလေအငယ်တုန်းကအတိုက်တာနေဆိုရင်အဲ့ဒီကစားစရာလေးကကိုယ့်အတွက်အရေးကြီးကြီးမမအရာကြီးလေနော်ဆိုတော့အရေးကြီးကြီးမအရာကြီးဖြစ်တဲ့အဲ့ဒီအယုတ်နဲ့လေးကထွက်လာတဲ့ကော်စေးလေးကကိုယ့်အတွက်ကလေးတယောက်ရဲ့အတိုက်တာနေဆိုရင်ဒါကြီးကအယမ်းကိုဝေးကွာတဲ့အနေထားတွေသူကပြစ်ပြစ်လွတ်နိုင်နေပေါ့ဒါပေမဲ့တကယ်ရေရောက်လာတဲ့အခါမှာအဲ့ဒီဟာလေးကဟမ်တကယ်တုံပြဲသုံးလိုက်တဲ့အခါမှာပေါ့နော်ဟမ် ဘာမှလည်းအဝေးမပြေးပါဘူးကွာဆိုတဲ့ feeling မျိုးဖြစ်သွားအောင်နော်အဲ့ခါကျတော့ဒီဒီဟာကိုဖတ်ရင်လည်းဘာလဲဆိုတော့ငငယ်တော့ပုံစံလေးရောငငယ်တော့တွေးထားတဲ့ကိုရရှိခဲ့မှုတဲ့အရာတွေကြီးလာတဲ့အခါမှာဘာမှမဟုတ်တော့ပါလားဆိုတဲ့အတွေးမျိုးလေးခံစားလိုက်ရတယ်ပေါ့နော်အော်ငယ်ငယ်တော့တော့အရန်နေလိုချင်တက်မဲ့အဲဒီဟာလေးရှိနေအောင်ပြောရှင်ငယ်ရတဲ့အခြေအနေဒီကနေ့ဘဝကြီးအကြီးပြင်းလာတဲ့အခါမှာဒါကြီးကဘာမှမဟုတ်တော့ဘူးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးပေါ့နော် လေဝန်းထူထတဲ့မျက်ရည်ကောက်ကျူးငက်ကလေးလက်ထဲဆွဲပြီးတကူကူအောင်ခြားရဟဝိုင်းကြီးတရရရမြင့်မင်းမောင်တလက်လက်ကြီးပြဲဆိုင်ရင်ခုံတဲ့များခက်ဆွေဆွေပဲအကျင်ပါခဲ့ခက်ဆွေဆွေပဲအကျင်ပါခဲ့တာပါခဲ့ရတာပေါ့ဘာလို့ဆိုတော့အော်ကပြဆိုင်ရဟပါတယ်လူကျင်တဲ့အချိန်မှာမရခဲ့ရင်လူကျင်တဲ့အချိန်မှာမရခဲ့ရင်အဲ့ဒီနောက်အဲ့ဒီနောက်မှာ အဲ့ဒီမလိုချင်တော့တဲ့အချိန်မှာရလာလဲအဲ့ဒါကြီးကဘာမှမဟုတ်တော့ဘာမှအရင်မပါတော့ဘူးပေါ့နော်အဲ့အဲ့ဒီသဘောကိုခံစားရအဲ့အကြောင်းမလို့ငငယ်တော့ရေကုန်ဆစ်လို့ချရတဲ့အခိုက်တက်နေအရာတွေအားလုံးကအဲ့ပွဲစရာဖြစ်ပြနေတဲ့တညက်နေခင်စားလေးလို့ပဲရရဟာမှောင်မှောင်ကြီးပြိုးစမမောင်ကြီးဆက်ကြလေးမှာရရပြောက်ကွယ်သွားမလားပြောက်ကွယ်သွားလိမလားဆိုရဲသူ့ရဲ့စိုးရိမ်မှုအတိုင်းပဲပေါ့နော်တချို့ຢာတွေကလိုချင်တဲ့အချိန်မှာမရခဲ့ရင် အချိန်ကနှောင်းသွားပြီပေါ့နော်ရမွန်တော့ဆိုတဲ့ဘောမျိုးလေးဖြစ်လိုက်ရတယ်ပေါ့နော်ဒီဒီကြပြလေးတမဒီပွဲစည်းဆိုတဲ့အကြောင်းအရာလေးတွေမှာခက်ဆွစ်စ်ပဲအကျင့်ပါခဲ့တယ်တဲ့ဒါဆိုတော့သူ့အနေနဲ့ဆိုတော့ဟွန်းလူချင်းတဲ့ဟာကိုမရခဲ့ဘူးတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်မရခဲ့ဘူးတာအကြောင်းမလို့အဲဒီဟွန်း ဘယ်လိုပြောရမလဲဆွေးတဲ့ဆိုတာကတေချာပါကိုပြန်မရတော့တော့လေပြန်မရတော့အခါမှာဆွေးတယ်ဒါမှမဟုတ်လူကျင်တဲ့အချိန်လုံးကမရမရခဲ့အချိန်လုံးမှရခဲ့တာကြောင့်လဲဆွေးရတယ်ပေါ့နော်ဆိုတော့တချို့အရာတွေကဟောအချိန်အခိုက်တန့်လေးနဲ့ပဲဖြစ်နေရပေါ့နော်အဲ့ဆိုတော့အချိန်အခိုက်တန့်လေးအတွင်းမှာပဲပြောစရာရှိရင်ပြောလိုက်မှဖြစ်တော့မယ်ဟိုမျောမျောလင်းတာတွေကလည်း ဒီချိန်လေးမှဒီလိုလေးမျောလင်းရင်ဒီအခိုက်တက်လေးမှာပဲမျောလင်းတာဟိုဝေးကြီးထိသွားပြီးတော့မျောလင်းလိုက်မြင်လဲဒါကြီးကအရင်ကဆွေးစရာကြီးဖြစ်တယ်ပေါ့နော်အဲအဲ့ဒီတင်ငဲစားလေးဖြစ်လိုက်တယ်ဒီပွဲစည်းဆိုတဲ့အကြောင်းအရာလေးမှာဟာတကယ်တကယ်ဒီဒီကြပြစရာရွှေကြဲမှုကြပြဟုတ် အဲ့ဟိုတစ်ခါပဲဂျင်းပေါင်းမီလာဂျင်းအင်းလာတာမသိရောအဲ့အဲ့မှာကရသူ့ရဲ့ခံစားမှုကလေဟိုညီမဖတ်လိုက်ရရင်ဒီခါလဲစိတ်ဝင်လွယ်တယ်ပေါ့နော်ခံစားရတဲ့အကြောင်းအရာလေးစာသားလေးတွေကလည်းပုံဖော်ပုံဖော်ဖို့အရင်ကောင်းနေပေါ့နော်စာသားလေးတွေကအရင်ထိမိတယ်အဲ့ကြောင့်မလို့ဒီကဗျာဆရာကလည်းညီမရဲ့ free page ထဲကတယောက်ဖြစ်ပါတယ်ဟုတ်ကဲ့ဒါဆိုရင်ဒီနံပါတ်3တွေ့လေးပြီးသွားပြီပေါ့နော်ဒါဆိုရင် bye bye ပွဲသေးမှာ အာတွေ့ခဲ့တဲ့အခိုက်အတန့်ကိုပွဲစည်းမှာပဲထားလိုက်တော့ဆိုတော့ရှေ့ဆက်ကိုတည်တော့လို့ရတာဟာရှိကောင်းရှိမဲမရှိကောင်းမရှိဆိုတော့မမောင်ငယ်ဆက်ကြလေးရတဖြည်းဖြည်းအရာအလုံးပြောက်ွယ်သွားလိမ့်မလားဆိုတော့ပြောက်ွယ်သွားချင်လဲသွားမယ်ပေါ့နော်ဆိုတော့ဒီအခိုက်အတန့်လေးပေါ်မှာပဲညီမတို့တို့တွေကောက်ကောက်မောမောရှင်သန်ကြရအောင်ကုံဆုံးကြရအောင်လို့ပဲပြောချင်ပါတယ်